Okay, so so liquid ကနေ gas ကိုပြောင်းတဲ့အခါမှာနှစ်မျိုးဖြစ်နိုင်တယ်။ So တခုကဘာလဲလို့မြင် so boiling ပါ။ So boiling ဖြစ်မယ်။နောက်တစ်ခုကဘာဖြစ်နိုင်လဲဆိုတော့ evaporation လို့တုံးတယ်။နှစ်ခုလုံးကတော့ဘာလဲဆိုရင် liquid ကနေ gas ကိုပြောင်းလာပဲ။အစားတားပြီးမှနေနေမတူဘူး။ဘာမတူတာလဲလို့မြင် ဆိုတော့ခုနကျွန်တော်တို့ particle အစီနဲ့ပဲပြန်ပြောရအောင်ဆိုတော့ဥပမာ liquid ကနေ gas ကိုပြောင်းတဲ့အခါမှာ liquid particle လုံးတရာရှိရင်အဲ့ဒီလုံးတရာသည်ဆိုတော့ temperature point တစ်ခုပေါ့နော်ဆိုတော့ဥပမာကျွန်တော်တို့က water လို့ယူဆပါစို့ဆိုတော့ water particle လုံးတရာရှိတယ်အဲ့တော့အဲ့ water particle လုံးတရာဒီ temperatures 100 degree celsius မှာဆိုတော့ liquid particle ဖြစ်ကနေပါပြောင်းဆိုတော့ gas particle ဖြစ်ကိုပြောင်းသွားတယ်။ဆိုတော့ရှင်းပြောရင် so so boiling point မှာပဲဆိုတော့ particles အကုန်လုံးဒီ liquid ကနေပြီးတော့ gas ကိုပြောင်းတယ်။အဲ့ဒါကို boiling လို့ခေါ်တယ်။ဆိုတော့က boiling only occurs at one temperatures so call the boiling point of the liquid so so boiling point မှာပဲ so uh, <clears <clears စတမချကိုတမချအဘာနီပွိုင်းစတမချပွိုင်းတစ်ခုမှာပဲဆော့ပါတကယ်စအကုန်လုံးကဆော့ liquid ကနေ gas ပြောင်းသွားတော့ဘာလို့တုံးနေ evaporation အဲ့လိုမဟုတ် evaporation မှာအကုန်လုံးပြောင်းစရာမလို့ particle စအကုန်ပြောင်းစရာမလို့အဲ့တော့ particle ဆိုတော့ evaporation ကဘယ်အချိန်ဖြစ်နိုင်လဲဆိုတော့ any temperatures between the multiple boiling points ဆိုတော့ multiple point and boiling point ဈာမှာရှိတဲ့ကြိုက်တဲ့ temperature ဖြစ်နိုင်တယ် ဥပမာကျွန်တော်တို့ကဆိုတော့ water ဆိုရင် 0°C က multiply 100°C က point ဖြစ်တယ်။ဆိုတော့ evaporation လို့ပြောရင်ဥပမာကျွန်တော်တို့ 5°C လောက်မှာလေကျွန်တော်တို့တချို့သော particles ကဥပမာ liquid particles က enough energy ရလိုက်မယ်ဥပမာ heat energy ရမယ် kinetic energy ဖြစ်မယ်ဆိုတော့သူတို့ကိုသူတို့ particles တခုနဲ့တခုချောင်းမှာရှိနေ weak force of attraction ကို overcome လုပ်နိုင်သွားပြီဆိုရင် ဆိုတော့ escape ဖြစ်သွားပြီးတော့ liquid state ကနေပြီး escape ဖြစ်သွားပြီးတော့ gas particle ဖြစ်နိုင်ဆိုတော့ example ဥမာကျွန်တော်အရန်နည်းနည်းပူတဲ့ရာသီမှာဆိုတော့ခွက်တစ်ခွက်သေးကိုကျွန်တော်တို့ကအရည်တွေထည့်ထားမယ်ဆိုတော့ရည်တွေထည့်ထားပြီးရင်ကျွန်တော်ကအခန်းထဲမှာခဏထည့်ထားမယ်ဥမာကျွန်တော်တို့က40 degree celsius လောက်ရှိတဲ့အခန်းထဲမှာထည့်ထားတယ်ထားပါဆိုတော့အအချိန်ကြာကြာနေလိုက်တဲ့အချိန်ညာတွတ်ကြည့်လိုက်တွေ့လိမ့်မယ်ဆိုတော့ liquid particle စနေနေအောင်တွတ်တွေ့ရမယ်ဆိုတော့ဘယ်လိုဖြစ်လာလဲလို့မြင်ရင်ကျွန်တော်က 40 degree celsius ဒီဒီ boiling point မဟုတ်မဟုတ်တာပဲမဟုတ်ဘူးဒါပေမဲ့ဘာလို့ကျွန်တော်တို့က gas particle တွေဆိုဖြစ်သွားတာလဲဆိုရင်ကျွန်တော်ဥမာအပြင်ဘက်မှာ40 degree celsius ရှိတယ်အဲ့40 degree celsius ကပြင်ဘက်မှာရှိတဲ့ heat energy ကကျွန်တော်တို့ကဒီအပေါ်ပေါ့နော်ဆို liquid ရဲ့ surface မှာရှိနေတဲ့ particle တွေကိုကျွန်တော်တို့က energy ပေးလိုက်မယ်ဆိုတော့ပေးလိုက်ရင်အဲ့ဒီ particles ကဆိုယူရင်းယူရင်းနဲ့ particles တွေတချို့ကျွန်တော်က ပြင်ဘက်ကပါတီကယ်စီပြီးပါတီပြင်ဘက်ကနေပြီးတော့ကျွန်တော်တို့ energy တွေကို take in လုပ်ရင်းလုပ်ရင်းနဲ့ဆိုတော့ကျွန်တော်တို့ကအာ liquid particle သူသူတို့ဆိုတော့ particle တစ်ခုနဲ့တစ်ခုကြားမှာရှိနေတဲ့ weak force of attraction ကို overcome လုပ်နိုင်တဲ့ energy ရသွားတာ ਨੇ တပြိုင်တည်းသူတို့က overcome ဖြစ်ပြီးတော့ဖြစ်သွားမှာဆိုရင် gas particle ကိုပြောင်းသွားမယ် overcome မလုပ်နိုင်တဲ့ကောင်တွေကတော့ကျန်နေခဲ့ especially ကျွန်တော်တို့က upper sub ရဲ့အောက်ကဟာလေးပေါ့နော် particle တွေကကျန်နေတယ် ဒါကြောင့်မလို့ evaporations occurs at any temperatures but boiling occurs at boiling point မှာဖြစ်မယ်ဆိုတော့ဒါကကျွန်တော်တို့ evaporation နဲ့ boiling နဲ့ကွာခြားချက်ပေါ့နော် thank you ပါ